တရုတ်ဟာအိန္ဒိယနဲ့အငင်းပွားနေတဲ့နေဇာနီးရှိနယ်သမိတ်တွေကိုပိုင်ဆိုင်ကြောင်းကြေညာချက်တွေထပ်မံထုတ်ပြန်ခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အဲ့ဒီဒေသရှိနယ်သမိတ်တွေရဲ့အမိတွေကိုတရုတ်ကသတ်မှတ်ကြေညာခဲ့တာဖြစ်ပြီးအများစုဟာအိန္ဒိယကထိန်းချုပ်ထားတဲ့နယ်သမိတ်တွေဖြစ်ပါတယ်။မကြာသေးမီကနှစ်နိုင်ငံကြားတန်တမန်ဆက်ဆံရေးတွေတိုးမြင့်စေဖို့အားထုတ်ကြိုးပမ်းမှုတွေရှိခဲ့တဲ့အတိုင်းတရုတ်ပြည်သူ့ရေးရာဝန်ကြီးဌာနဟာ Arunachal Pradesh ပြည်နယ်ရှိနယ်မြေတွေရဲ့အမိတွေကိုထုတ်ပြန်ခဲ့ပါတယ်။ Arunachal Pradesh ပြည်နယ်ကိုတရုတ်ကကျန်းနန်လို့အမည်မဲ့ခေါ်ခဲ့ပြီး အဲ့ဒီပြည်နယ်ဟာတိဘက်ကိုပိုင်အုပ်ချုပ်권ရဒေသရဲ့အစိတ်ပိုင်းဖြစ်ကြောင်းကြေညာထားပါတယ်။တရုတ်ပြည်သူရေးရာဝန်ကြီးဌာနကအမိမဲ့ခေါ်ခဲ့တဲ့နေရာ28နေရာတွေကတောင်55ခုလူနေဒေသ9ခုတောင်ကြားလန်း၄ခုမြင်းနှင်းနဲ့ရေကန်တကန်ပါဝင်ပါတယ်။အဲ့ဒီနေမီဒေသတစ်ခုချင်းစီကိုတရုတ်ကတရုတ်အမိတွေနဲ့ပြောင်းလဲကြေညာခဲ့ပြီးနေမီတွေရဲ့ဒီနေရာကိုလက်တီကျူလောင်ကြီးကျူတွေနဲ့အသေးစိတ်ထုတ်ပြန်ခဲ့ပါတယ်။ ပထဝီဝင်အမည်တကိုစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးနိုင်ငံတော်ကောင်စီရဲ့တင့်တော်တဲ့ပြဋ္ဌာန်းချက်တွေနဲ့အညီမိမိတို့ဟာတရုတ်ရဲ့ကျန်းမာရေးဒေသရှိပထဝီဝင်အမည်အချို့ကိုစံသက်မှတ်ချက်နဲ့ကြီးညာကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အိန္ဒိယကတော့တရုတ်ရဲ့ကြီးညာချက်ဟာအနှစ်သာရကင်းမဲ့ပြီးယုတ်တိမရှိကြောင်းမေလ၁၄ရက်ကထုတ်ပြန်ခဲ့ပါတယ်။အာရူနာချယ်ပရာဒိရှ်ရဲ့ညင်းပယ်နိုင်စွမ်းမရှိတဲ့အမှန်တရားကိုအမည်တွေပြောင်းလဲယူနေပြောင်းလဲနိုင်မှာမဟုတ်ကြောင်းအဲ့ဒီပြည်နယ်ဟာအိန္ဒိယရဲ့ခွဲခြားမရနိုင်တဲ့အစိပ်ပိုင်းတစ်ခုအဖြစ်အမြဲတမ်းဆက်လက်တည်ရှိနေလိမ့်မယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။